မန်းရှား20ရှစ်နှစ်မှပြင်အောင်ခုနှစ်တက်သမခုနှစ်အဆင့်ရှိမြင်းကလေးလှုပ်ခတ်ပြီးနောက်အခုညီပေးရင်လူကတွေဘေးကင်းလုံခြုံစေရေးအပြစ်ခတ်ရစဲရေးကိုတက်တန်းတူကြဖို့မြန်မာနိုင်ငံရှိအဖွဲ့အစည်းအားလုံးကိုမနေ့ရှားနိုင်ငံကတောင်းဆိုလိုက်ပါတယ်မနေရှားဝန်ကြီးချုပ်အန်ဝါဣဗရာဟင်ကဗီယက်နမ်ဝန်ကြီးချုပ်ဖမ်မင်ချင်းနဲ့ဖုန်းကတဆင်မြင်းကလင်းဘေးသစ်မြမအခြေအနေကိုဆွေးနွေးခဲ့ပါတယ် မြန်မာနိုင်ငံသားအားလုံးကိုကန့်တက်ချက်တွေမရှိဘဲလူသားချင်းစာနာမှုအကူအညီတွေဆက်ပေးဖို့ကျွန်တော်တို့သဘောတူခဲ့ပါတယ်လို့အန်ဝါကလူမှုကွန်ရက် ASMA ရေးသားခဲ့ပါတယ်။ဘုံတရားဝါပြောမှုအခြေခံစည်းမျဉ်းတွေကိုအခြေခံပြီးဒေတာရင်းနဲ့နိုင်ငံတကာဆက်ဆံရေးတွန်းမြင့်ဖို့မနီရှားနိုင်ငံကတနိထန်ချထားပါတယ်လို့သူကဆက်ပြောပါတယ်။မြန်မာနိုင်ငံမှာမက်လ28ရက်ကအင်အားပြင်းပြင်းကလေးထုတ်ခတ်ပြီးနောက် စစ်ကောင်စီနဲ့လက်နက်ကင်တွန်လိုင်းအဖွဲ့တွေကြားဧပြီလအစောပိုင်းမှာအပြစ်ခတ်ရဲစဲမှုစတင်ခဲ့ပါတယ်။မြန်မာနိုင်ငံမြောက်ပိုင်းမှာပြီးခဲ့တဲ့လတွေအတွင်းတိုင်းရင်းသားလက်နက်ကင်အဖွဲ့တွေနဲ့စစ်ကောင်စီကြားတိုက်ပွဲတွေပြင်းထန်ခဲ့ရာထောင်ချီတဲ့ဒေသခံတွေနေရဲဆွန့်ခွာခဲ့ရပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလအနာသိမ်းမှုနောက်ပိုင်းမြန်မာနိုင်ငံဟာစစ်အုပ်ချုပ်ရေးအောက်ကျရောက်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမြန်မာနိုင်ငံရခိုင်ပြည်နယ်ကိုလူသားချင်းစာနာမှုအခွင့်အရေးပေးရေးစင်ကြံဖွင့်ပေးမယ်။ဂျားပြက်ဆွေရရဲ့ဆုံးဖြတ်ချက်ဟာတိုင်းပြည်ရဲ့လူလည်ရင်းနဲ့အချုပ်ချာအာဏာကိုချိန်ချောက်စေတယ်လို့ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ PNP အထွေထွေအတွင်းရမှု မီဇာဖာရော့အစ္စလမ်ကပြောပါရယ်။ဘင်္ဂလားဒေ့ရှ်ဂျားပြက်ဆွေရဖွဲ့ကဆုံးဖြတ်ချက်ကိုနိုင်ငံရေးပါတီတွေနဲ့မဆွေးနွေးဘဲချမှတ်ခဲ့တယ်လို့ယုံကြည်ကြောင်းသူကဆက်ပြောပါရယ်။ ရခိုင်ပြည်နယ်ကိုလူသားချင်းစာနာမှုအကူအညီပေးပို့မယ်ကုလသမဂ္ဂအဖွဲ့ရဲ့အစီအစဉ်မှာဘင်္ဂလားဒေ့ရှ်နိုင်ငံကပူးပေါင်းမယ်လို့ဂျာပြတ်ဆွေရအဖွဲ့အကြီးအကဲရဲ့လက်ထောက်ခါလီဖာရာမန်ကဧပြီလ10ရက်မှာ ပြောကြားခဲ့ပါတယ်ရခိုင်ပြည်နယ်ကိုလူသားချင်းစာနာမှုအကူအညီပေးရေးစင်ကြံထူထောင်မဲ့ကုလသမဂ္ဂရဲ့အဆိုပြုချက်ကိုမူအားဖြင့်သဘောတူတယ်လို့နိုင်ငံကျော်ရေးအကြံပေးတော်ဟင့်ဟူစိန်ကပြောပါတယ် ဂါဇာတင်တာကိုကုနီရေပေးဖို့ဖို့နိုင်ငံအသီးသီးကလူသားချင်းစာနာမှုလမ်းကြောင်းတွေတိစောက်ခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်းလူသားချင်းစာနာမှုလမ်းကြောင်းဖွင့်လှစ်ပေးမယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါဟာအနွန်ကြီးမားတဲ့ဆုံးဖြတ်ချက်တည်းဖြစ်ပြီးလူနယ်ရေးအချုပ်ချာအာဏာဒေတာရင်းငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုနဲ့ဆက်ဆက်နေပါတယ်လို့မီဆာဖာရုတ်ကပြောပါရယ်။ဘင်္ဂလားဒေ့ရှ်ဂျာဖြတ်ဆွေးရကနိုင်ငံရေးပါတီအားလုံးကိုဆွေးနွေးခဲ့တဲ့ကြောင်း ကုလသမဂ္ဂရဲ့အစီအစဉ်ကိုကန့်ကွက်တာမဟုတ်ပင်မဲ့ညီသူတွေရဲ့ထောက်ခံမှုရှိရမယ်လို့၎င်းကဆိုပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဂါဇာဒေသသူဖြစ်လာပြီးစစ်ပွဲမှာပါဝင်တာကိုကျွန်တော်တို့မနိုလားပါဘူးလို့သူကပြောပါတယ်။ဒုတိယသဘာစစ်မှာဆိုဗီယက်ပြည်ထောင်စုဟောင်းအောင်ပွဲရတဲ့နှစ်80ပြည့်အထိမ်းအမှတ်ဖြစ်လာမယ့်ဘက်ကစပြီးယူကရိန်းနိုင်ငံမှာ၃ရက်ကြာအပြစ်ခတ်ရက်စဲမယ်လို့ ရုရှားသမ္မတဗလာဒီမာပူတင်ကတစ်ဖက်သက်ကြေညာလိုက်ပါတယ်။အပြစ်ခတ်ရစဲမှုစတင်မှာဖြစ်ပါတယ်။ယူကရိန်းကစစ်ပွဲရပ်တန့်မှာကတိုက်ပွဲအလုံးရဆိုင်မယ်လို့ရုရှားသမ္မတယုံကပြောပါတယ်။အပြစ်ခတ်ရစဲမှုကိုချိုးဖောက်ရင်ရုရှားနိုင်ငံကလက်တုံ့ပြန်မယ်လို့လည်းရုရှားသမ္မတယုံကသတိပေးခဲ့ပါတယ်။ယူကရိန်းနိုင်ငံခြားဝန်ကြီးအန်ဒရေးဆိုင်ဘီဟာကရုရှားအနေနဲ့အမှန်တကယ်ကိုငြိမ်းချမ်းလို့လိုက်ရင်ချက်ချင်းအပြစ်ခတ်ရစဲရပါမယ်။ ဘာလို့မေလာရှိရဲ့အထိစောင့်ဆိုင်နေရသလဲယူကရိန်းနိုင်ငံကတာရှိခန့်နဲ့အပြစ်ခတ်ရဲစဲရေးကိုရက်30ထံမှနေထောက်ခံတယ်လို့လူမှုကွန်ရက်မှာပြောပါရယ်တာရှိခန့်နဲ့အပြစ်ခတ်ရဲစဲရေးကျိုးပန်းချဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတောင်းဆိုတယ်လို့အင်ဖြူရောပြန်ကြားရေးအတွင်းဝင်ကာရိုလိုင်းလီဘက်ကပြောပါရယ်သမ္မတဘူတင်ကဒီမနက်မှာယာယီအပြစ်ခတ်ရဲစဲဖို့ကန့်နှံ့ခဲ့တာဘူးကျမနားလဲပါရယ် အရေးဆုံးတပ်ဖြတ်မှုတွေရပ်တန့်မဲ့တာရှည်ခံတဲ့အပြစ်ခတ်ရစဲတာကိုလိုလားတဲ့ဆိုရာတမရွန်ဒွန်နယ်ထရန့်ကရှင်းလင်းစွာ ပြောကြားခဲ့ပြီးဖြစ်ပါတယ်လို့၎င်းကဆိုပါတယ်။ရုရှားနဲ့ယူကရိန်းခေါင်းဆောင်တွေဟာစစ်ဆင်နေနိုင်စပွဲဝိုင်းကိုလာရောက်ဖို့လိုအပ်တယ်လို့သူကဆက်ပြောပါတယ်။ပူတင်ဟာဒီလဆောပိုင်းမှာအစ္စတာပွဲတော်ကာလအတွင်းယာယီအပြစ်ခတ်ရစဲဖို့ကြေညာခဲ့ပေမဲ့ဖိုင်ပွဲတွေဆက်ဖြစ်ခဲ့ပါတယ်။